ပိုင်ခေါ်ကတော့သူ့ကိုမျက်နာပြအောင်လှုပ်ခဲ့တဲ့သူ့ရဲ့ညီကိုလည်းဝါတွေ့ဆုံခွင့်မရှိပဲပိုင်ခေါ်ကသာသူ့ကိုသူ့ညီအဖြစ်မတတ်မှတ်တော့ဘူးဆိုတဲ့အကြောင်းကိုပြောဆိုခဲ့တာဖြစ်ပါတယ်ရှင်ဖုတ်ပြည့်ရဲ့အမေကတော့သူ့သားအတွက်အကုတ်ကြခံပြီးပြဿနာတွေကို ပြန်လည်ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်မိဘဦးဖက်ကတော့သူတို့ဦးရဲ့ဇလန်းပြီးဆုံးသွားပြီဖြစ်ကြောင်းနောက်နောက်လည်းဝါပတ်သက်စံရှိတော့ဘူးဆိုတဲ့အကြောင်းကို Facebook စာမျက်နှာပေါ်မှာနှူးသားပြိုင်လူတဲခဲ့လျက်ရှိပါတယ်။နဘေးကပိတ်သက်တဲ့အပြေကသူတွေကတော့သူတို့နှူးကိုကြည့်ပြီးတော့ခင်မို့မို့အေးဖြစ်ခဲ့တာဖြစ်ပြီးယခုဆိုရင်သူတို့နှူးကိုပြန်လည်အသက်မြတ်သွားတဲ့အတွက်ဆဲဆူနေကြပြီဖြစ်ပါတယ်။ပြတနာရာဇုဒီယာတဲ့ရဲ့လိုက်လွဲ့ပြီးမကိုနိုင်တော့ဆိုသည့်အကြောင်းကိုလည်းပြောဆိုခဲ့တာဖြစ်ပါတယ်။မေဘဥပိတ္တတွေဟာမေဘဥကိုတတ်တည်ရှိတဲ့ကောင်းမလေးဆိုပြီးချီးကျူးလျက်ရှိပါတယ်။မေဘဥဟာဖြစ်ချောင်းကုတ်စင်ကို ပိတ်သက်တွေကိုချပ်ကြတဲ့အတွက်သူရဲကောင်းမကြီးတဖွဲအခုဆိုရဲ့ Facebook မှာပွဲခန့်နေတာဖြစ်ပါတယ်။ရှင်ဖုတ်ပြည်ဘက်ကတော့ဒီခုချိန်မှာအရှက်တကွဲအကျိုးနယ်ပြီး သူရဲမိသားစုကိုတိုက်ခတ်ချတဲ့သူဖြစ်ပိတ်သက်တွေကသတ်မှတ်ပြီးဆဲဆူနေခဲ့ကြတာဖြစ်ပါတယ်။ပိုင်နခေါ်ဘက်ကလည်းဒီခုချိန်မှာသူညီအကြောင်းကိုဘာမှပြောချေစိမ့်မရှိပဲဘာမှဖြေရှင်းခြင်းမရှိပါဘူး။ရှင်ဖုတ်ပြည်ကိုဘိတ်ကပိတ်သက်တွေကတော့ဒီခုချိန်မှာဆဲဆူနေခဲ့ကြတာဖြစ်ပါတယ် ဘိန်းမျိုးကိုတိုက်ခါချတယ်ဆိုပြီးသူ့ရဲ့ပိတ်သက်တွေကတော့ Facebook စာမျက်နှာပေါ်မှာအဆဲဆိုတွေနဲ့ပြည်နေနေခဲ့တာဖြစ်ပါတယ်။ရှစ်ဘောပြည်ကလည်းနောက်နောက်သူကိစ္စမျိုးကိုမပြုတ်လို့တော့ပြီဖြစ်ကြောင်း သူ့ရဲ့အမားကို သူတိသွားပြီဖြစ်ကြောင်းပြန်လဲတောင်းပန်တဲ့စာတွေဒါ Facebook မှာပြန်လဲတက်ခဲ့တာဖြစ်ပါတယ်။မကြသေးခေတ်ကမှတညာလုပ်ငန်းတွေနဲ့ရှင်ဘုတ်ပြည်ဟာရှက်ရှက်တက်အောင်မြင်လာမဲ့မင်းသားတယောက်ပါဒီခုချိန်မှာဒီလိုပြဿနာတွေနဲ့ပတ်သက်ပြီးတော့ ပိတ်သက်တွေကသူ့ကိုမြေမုတ်ကျိုးသွားပြီဖြစ်ပါတယ်လုပ်ငန်းရှိန်တွေဖြစ်ကလည်းတွညာအပ်ထားသည့်ကိစ္စတွေကိုရှေ့ဖို့ပြည့်နဲ့ဆက်လက်လှုပ်ဆောင်ခြင်းမရှိဘဲ CN တွေကိုပြတ်တောင်းနေနိုင်သည့်အခြေအနေဖြစ်ပေါ်နေတဲ့ဆိုတဲ့အကြောင်းကိုပြောဆိုခဲ့တာဖြစ်ပါတယ်ပိုင်ခေါ်ဟာသူညီကိုရုပ်ရှင်ကားတွေရိုက်ဖို့အတွက်ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။သူတို့အူဟာထိုင်းနိုင်ငံတွေရုပ်ရှင်ရိုက်ကူထားခဲ့တာတိတ်မကြသေးခင်ကမှဖြစ်ပါတယ်။ယခုချိန်မှာထွက်လို့ရေးတွေကိုလည်းပိုင်ခေါ်ကကိုယ်တိုင်ဥဆောင် ထုတ်လုပ်ဖို့အတွက်စီစဉ်နေရှိနေကြောင်းသူညီကိုမင်းသားဖြစ်တရိုက်မြင့်စီစဉ်ကိုလည်းခုချိန်မှာပြပြဲသွားပြီးဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာရှင်ဖုတ်ပြည့်အတွက်ဘိုက်တခေါ်ဟာလောကတော့ကောက်ရရောက်နေခဲ့တာဖြစ်ပါတယ်။သူညီဟာသူ့ကိုတိုက်ခတ်ချားတဲ့အတွက်ရန်ကိုစိတ်ဆိုးနေလည်းရှိပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။